တွင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့ match လ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့နိုင်ငံတော်ဝန်ဆုံးရှုံးထားတဲ့မြို့များနဲ့နေပြည်တော်ကိုပြန်လည်တိုက်ခိုက်ရယူပေးနိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယာရုတိုဘွဲတိုက်စိတ်နဲ့ထိုက်တိုက်တန်တန်ဆုချမဲလို့အကြမ်းဖက်မင်းအောင်လှိုင်ကမလုံးပေးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံတွင်စစ်ကောင်စီကဆုံးရှုံးထားတဲ့နေပြည်တော်ကိုပြန်လည်တိုက်ခိုက်ရယူနိုင်တဲ့စစ်တပ်အရာရှိများနဲ့လက်အောက်ငယ်သားများကိုယာရုတုဘွဲတိုက်စိတ်နဲ့ထိုက်ထိုက်တန်တန်ဆုချမယ်လို့မင်းအောင်လိုင်ကမလုံပေးလာကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါရယ်အကြံဘက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကနိုင်ငံမှာတည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးရရှိရန်အလွန်အရေးကြီးနေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့နိုင်ငံတာဝန်ကိုတာဝန်ကျေပွန်စွာရွရွချွန်ချွန်တန်းဆောင်ရန်လိုအပ်ကြောင်းခေါင်းဆောင်ပိုင်းအနေဖြင့်လည်းမိမိရဲ့အသက်ကိုပဓာဏမထားဘဲတာဝန်ကျေပွန်စွာထမ်းဆောင်နိုင်သောစစ်သားများ ဆုံးရှုံးထားသောနေမိများကိုပြန်လည်ရယူနိုင်သည့်အထိတိုက်ခိုက်နိုင်သောစစ်သားများနဲ့အရာရှိများကိုရာထူးတိုးဘွဲတစိမ့်နဲ့ဘဝနောင်ရီစိတ်အေးနိုင်သောထိုက်ထိုက်တန်တန်စုများချီးမြှင့်ပေးအပ်မယ်လို့မလုံးပေးလာကြောင်းသိရှိရပါတယ်။ဒီနေ့အတွင်းမှာမြို့တွေဆုံးရှုံးထားတဲ့နေမိတွေကိုပြန်လည်ရယူပေးနိုင်ရင် ရာထူးတိုးမယ်ဘွဲတစိမ့်တွေလည်းချီးမြှင့်မယ်။နောက်ဆုံးဘဝနောင်ရီစိတ်အေးနိုင်တဲ့အထိထိုက်ထိုက်တန်တန်စုချမယ်ဆိုပြီးမလုံးပေးလာပါတယ်။အခုလဲစကန်ငယ်တွေကင်းစကန်တွေပြန်သိမ်းနိုင်တဲ့တက်နေစစ်ကြောင်းတွေကိုငွေသားစုပေးတာတွေလုပ်နေတယ်လို့ နေပြည်တော်စစ်ဘက်တရင်အရေးမြစ်ကရှင်းပြပါတယ်။ဒါအပြင်စစ်ကောင်စီလေတပ်အတွင်းလေရင်များနဲ့ဘုံကျဲတက်ခတ်မှုများလှုပ်ဆောင်ခဲ့တဲ့လေတပ်အရာရှိများကိုလည်းငွေကြေးဆိုင်ရာထောက်ပံ့ပေးမှုများကိုစစ်ကောင်စီကလှုပ်ဆောင်လျက်ရှိကြောင်းလေတပ်အရာရှိများရဲ့မိသားစုများနဲ့ဆွေမျိုးလုံခြုံရေးအတွက်တက်တွင်းလာရောက်နေထိုင်ခွင့်ကိုလည်းရခင်ကလေးကခွင့်ပြုထားရမှယခုအခါပုံမိုကျဲဝန်းသောနေအိမ်နဲ့အဆောင်များပံ့ပိုးလာကြောင်းသိရှိရပါတယ်။အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကလာမယ့်2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာ ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီးယင်းရွေးကောက်ပွဲမတိုင်မီတာဝန်ထမ်းဆောင်နေတဲ့စစ်တပ်အရာရှိများနဲ့စစ်သားများအနေဖြင့်ဆုံးရှုံးထားတဲ့နေမြများနဲ့မြို့များကိုအ мян ဆုံးပြန်လည်တိမ့်ပိုက်နိုင်ရေးဖိအားပေးလျက်ရှိကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်ကိုစုံစမ်းစစ်ဆေးပေးရန်ရက်ဖက်အဖွဲ့ပေါင်း300နီးပါးတောင်းဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ဟာ တရုတ်နဲ့ဆက်နွယ်တဲ့စီးပွားရေးလုပ်ငန်းများမှာအကျိုးစီးပွားပရိပက္ခများရှိနေနိုင်တဲ့အတွက်စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူဒါရက်စ်တန်မြမအရေးတက်ကြွလှုပ်ရှားတဲ့ရက်ဖက်အဖွဲ့အစည်းပေါင်း290ကမတ်လ18ရက်နေ့မှာအိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုလိုက်ပါတယ်။အဆိုပါအိတ်ဖွင့်ပေးစာမှာအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ရဲ့လုတ်ပိုင်ခွင့်အာဏာကိုချက်ချင်းရပ်တန့်ရန်နဲ့ မြန်မာအရေးကိုကုလသမဂ္ဂအတွင်းမှုချုပ်ကတိုက်ရိုက်ကင်တွယ်ပေးရန်တို့ကိုလည်းတောင်းဆိုထားပြီးဂျူလီဘီရှော့ကိုစစ်ဆေးပြီးပါကတွေ့ရှိချက်များအားအများပြည်သူသိအောင်ချပြရန်ကိုလည်းတောင်းဆိုထားပါတယ်။ဂျူလီဘီရှော့လုတ်ကင်နေတဲ့စီးပွားရေးလုပ်ငန်းများဟာမြန်မာနိုင်ငံမှာရှိတဲ့တက်တူလုပ်ငန်းများတရုတ်အစိုးရပိုင်ကုမ္ပဏီများနဲ့ဆက်နွယ်မှုများရှိနေတဲ့အတွက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အထူးသဖြင့်ဂျူလီဘီရှော့ဟာမြန်မာနိုင်ငံမှာစစ်အုပ်စုနဲ့စီးပွားရေးပူးပေါင်းလုတ်ကင်နေတဲ့တရုတ်အစိုးရပိုင် Shanghai Resources Company နဲ့ China Communications Construction Company တို့နဲ့ အကျိုးစီးပွားဆက်နွယ်မှုများရှိနေနိုင်ခြင်းကြောင့်ဗမလိုက်မှုတမတမတ်ကြမှုနဲ့မြန်မာနိုင်ငံအတွင်းကလူခွင့်ရေချိုးပေါက်ခံရမှုများပေါ်ထိခိုက်မှုများပုံမှုဖြစ်လာနိုင်စေတယ်လို့အိပ်ဖွင့်ပေးစာမှာထောက်ပြပြောဆိုထားပါတယ်။မြန်မာစစ်အုပ်စုမှပြည်သူများပေါ်ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများကိုတရုတ်အစိုးရကအားပေးကူညီလျက်ရှိနေကြောင်းကိုလည်းအထောက်အထားများရရှိဖော်ပြထားပြီးဖြစ်တယ်လို့အဆိုပါအိပ်ဖွင့်ပေးစာအတွင်းမှာဖော်ပြထားပါတယ်။ဂျူလီဘီရှော့နဲ့တရုတ်အစိုးရပိုင်ကုမ္ပဏီများပတ်သက်ဆွေးနွေးမှုများအပေါ်မှာ အကျိုးစီးပွားပဋိပက္ခများရှိနိုင်ခြင်းကြောင့်ကုလသမဂ္ဂအနေနဲ့စုံစမ်းစစ်ဆေးပေးရန် Justice for Myanmar GFM အဖွဲ့ကမတ်လ9ရက်နေ့ကထုတ်ပြန်တောင်းဆိုခဲ့ပြီးအရက်ဖွဲ့အဖွဲ့အစည်းများကယခုလိုအိတ်ဖွင့်ပေးစာပေးဖို့ကထပ်မံတောင်းဆိုလာခြင်းလည်းဖြစ်ပါတယ်။ဒါအပြင်ကုလသမဂ္ဂမြန်မာပြည်သူများရဲ့အသက်များစွာအပေါ်မှာအန္တရာယ်ဖြစ်စေနိုင်မဲ့ပြောင်ကျလာတဲ့စီးပွားရေးဆိုင်ရာအကျိုးစီးပွားများရှိနေတဲ့အထူးကိုယ်စားလှယ်ကိုမြန်မာနိုင်ငံရဲ့အကြက်အတဲဖြည့်ရှင်းရန်တာဝန်ကိုဆက်လက်ပေးအပ်ထားမယ်ဆိုပါကအလွန်မင်းကြိုးကြောင်းဆင်ခြင်မှုနေပါလာတော့လောက်ရဖြစ်စေတယ်လို့ ဆိုပါအိတ်ဖွင့်ပေးစာမှာပေါ်ပြထားပါတယ်။အထူးသဖြင့်လက်ရှိဖြစ်ပေါ်နေတဲ့အထူးကိုယ်စားလှယ်ရဲ့အကျိုးစီးပွားဆိုင်ရာပြစ်ပကတ်ဟာမြန်မာပြည်သူများရဲ့အသက်အိုးအိမ်စီးစိမ်ပေါ်အန္တရာယ်ကျရောက်စေနိုင်တဲ့အတွက်ကြောင့်အထူးကိုယ်စားလှယ်ရဲ့လုတ်ပိုင်ခွင့်အာဏာကိုချက်ချင်းရုပ်သိမ်းပေးရန်ကုလသမဂ္ဂအထွေထွေညီလာခံ UNGA ထံကိုလည်းအရက်ဖက်အဖွဲ့အစည်းများကစာပေးဖို့တောင်းဆိုထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လောင်းလုံးလက်ခတ်တောင်တာဝါတိုင်းစကန်းကုန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား၁၂ဦးသေဆုံးပြီးတနက်တက်လက်နဲ့လက်ပစ်ပုံ၃လုံး တင်ဆက်ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းလောင်းလုံမြို့နယ်လက်ခတ်တောင်တာဝါတိုင်းစကန်ကုန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား12ဦးသေဆုံးပြီးတနက်တက်လက်နဲ့လက်ပစ်ဘုံ3လုံးတင်ဆက်ရရှိခဲ့ကြောင်းဒူရကစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။မတ်လ13ရက်နေ့နနက်9နာရီခန့်မှာလက်ခတ်တောင်တာဝါတိုင်းစကန်ကုန်းကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်ထွေတိုက်ပွဲဟာ6နာရီခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား12ဦးတေဆုံးက ် MA3 တနက်3လက်ကြီးပေါက်9ခုလက်ပစ်ပုံ3လုံးနဲ့ဆက်ဆက်ပစ္စည်းများအများပြားသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။ဆိုပါတိုက်ခိုက်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ရဲ့ဒူရကဆစ်ကြောင်းဥဆောင်မှုနဲ့ရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ဒဝဲခရိုင်အမှတ်1တရင် T5 တို့ကပူးပေါင်းလွတ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပြည်သူများအနေနဲ့တနိုင်ငံလုံးတိုင်းတာစစ်ရေးများအရှိန်ဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စစ်ရေးအထူးတတိတတိပြုတ်သွားလာနေထိုင်ကြရတဲ့တော်လန်ရေးနဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက်အမှန်တရားပဲယက်တီလိုတဲ့စစ်ကောင်စီမှစစ်တီတော်များရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်တွင် ခုတ်လုံ၍အမြန်ဆုံးပူးပေါင်းပေးကြပါရန်တော်လန်ရေးတပ်ဖွဲ့များကအတိပေးနှိုးဆော်ထားပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စလင်းမြို့နယ်တညောင်တိုက်နယ် EPC ရုံးမှတက်ဆွဲထားတဲ့စစ်တပ်ကို PDF တပ်ဖွဲ့ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခဲ့ပြီးနောက်စစ်သားအချင်းချင်းခတ်ရံဖြစ်ပွားပြီးပစ်ခတ်ရံမှာတအူးတေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းစလင်းမြို့နယ်တညောင်တိုက်နယ် EPC ရုံးမှတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို PDF တပ်ဖွဲ့ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ပြီးနောက်စစ်သားချင်းချင်းခတ်ရင်ဖြစ်ပွားပြီးပစ်ခတ်ရမှာတဦးသေဆုံးခဲ့ကြောင်းစလင်းမြွနဲ့ပကဖနေမီတုံးမှတာဝန်ရှိသူတဦးကပြောဆိုပါရယ်မတ်လ16ရက်နေ့မှာတညောင်တိုက်နယ်မြို့လရွာနဲ့ထနပင်ရွာအကြမ်းမှရှိတဲ့ EPC ရုံးမှတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ညပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီးအပြန်အလှန်ပစ်ခတ်ကြရမှစစ်ကောင်စီတပ်သားတအုပ်တေဆုံးပြီး 3ဦးတိကြိုက်တန်ရရရှိခဲ့ကြောင်းသိရှိရပါတယ်။16ရက်နေ့ကစစ်ခွေးတွေရှိတဲ့ EPC ရုံးကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာရုံးအတွင်းကိုနှလုံးကြောက်ရောက်ပောက်ကွဲခဲ့ပါတယ်။စစ်ခွေးတွေတိကြိုက်မှုရှိမရှိဆိုတာတော့မသိရဘူး။ကျွန်တော်တို့ပစ်ခတ်ပြီးတိတ်မကြဘူး။ညာဘက်ရောက်တော့သူတို့အချင်းချင်းစကားများရာကနေပစ်ခတ်တာစစ်ခွေးတစ်ခေါင်တေးပြီး3ကောင်တန်ရန်ရတယ်လို့သိရတယ်လို့ဆလင်းမြို့နယ်ပကဖနေမီ3မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဆလင်းမြို့နယ်ပကဖနေမီ3မှတော်လိုင်းရဲဘော်များကပြုတ်လုခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးများနဲ့ပစ်ကတ်တက်ခဲ့ပြီးနောက်အထီးကိတ်မရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်းဆောင်က၎င်းရဲ့လူယုံတော်ဗိုလ်ချုပ်ကျော်ရွှေထွန်းနဲ့ကိုရီးအရာရှိဟောင်းဗိုလ်ချုပ်မူးမြင့်ဆွေတို့ကိုဇေယျကျော်တင်ပွဲပေး၍မြှောက်ဆားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်က၎င်းရဲ့လူယုံတော်များဖြစ်တဲ့ဗိုလ်ချုပ်ကျော်ရွှေထွန်းနဲ့ကိုရီးအရာရှိဟောင်းဗိုလ်ချုပ်မူးမြင့်ဆွေတို့ကိုစစ်ဘက်ဆိုင်ရာအမှုတန်းကောင်းခြင်းအတွက်ချီးမြှင့်တဲ့ဇေယျကျော်တင်ပွဲပေးအပ်ကမြှောက်ဆားခဲ့ကြောင်းသိရှိရပါတယ်။ စစ်ကောင်းဆောင်ဟာယခုရက်ပိုင်းတွင်စစ်ဘက်ဆိုင်ရာအမှုထမ်းကောင်းခြင်းအတွက်ဂုံတူးဆောင်ပွဲများဖြစ်တဲ့ဇေယျကျော်ထင်ပွဲအပါအဝင်စစ်ဘက်ဆိုင်ရာဘွဲ့တိုက်စိတ်များကိုနေပြည်တော်မှာပေးအပ်ရာမှာအစိုးရနှုတ်ကိုထက်သွင်းပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။အာနာသိမ့်မီနောက်စစ်ကောင်းဆောင်ရဲ့ယုံကြည်မှုပုံမှုရရှိလာတဲ့ထုံနှုတ်နဲ့ဗိုလ်ချုပ်ကျော်ရွှေတွန်းဟာလက်ရှိမှာစစ်ဘောရေးနဲ့ကုတန်းရောင်းဝယ်ရေးဒုဝန်ကြီးကျောက်ဖြူအထူးစစ်ဘောရေးစုံစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖြစ်ခန့်အပ်ခံရကြောင်းသိရှိရပါတယ်။ဒါအပြင်ဗိုလ်ချုပ်မိုးမြင့်ဆွေကလည်းစစ်ကောင်းဆောင်ရဲ့နားမျက်စိလိုတင်စားခံရအောင်ယုံကြည်မှုများရရှိခဲ့ပြီး ကိုရီးအရာရှိအဖြစ်မှစစ်ပတ်လက်ထောက်ဖြစ်လာသူဖြစ်ကြောင်းနှိစက်သူများထံကနေသိရပါတယ်။ယခုနှစ်ဇန်နဝါရီလ၄ရက်နေ့လွတ်လပ်ရေးနေ့နဲ့မတ်လ၂ရက်နေ့တောင်သူလယ်သမားနေ့တို့မှာဂုံတူးဆောင်ပွဲရရှိသူများအဖြစ်ကြေညာ၍အမိန့်ထုတ်ပြန်ခဲ့သောဂုံတူးဆောင်ပွဲရရှိခဲ့သူများကိုစစ်ကောင်းဆောင်ကပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တကယ်ကလွတ်လပ်ရေးရှိရသူ85နှစ်ပြည့်ကပေးရမှာချန်ခဲ့တယ်။မပေးလိုက်ဘူးအခုမှပေးတယ်။ထင်တယ်လို့လို့စုပေးနေတာမျိုးပါ။တိတ်တော်ထူးခြားအဓိပ္ပာယ်မရှိပါဘူးလို့မြမအကြီးအကဲကတ်သူတို့ကပြောဆိုပါတယ်။ တို့တို့စစ်ကောင်းဆောင်ပေးအပ်လာတဲ့ဂုံတုဆောင်ပွဲများမှာစီတူပွဲ73ဦး၊တူရဘွဲ3ဦး၊ဇေယျကျော်တင်ပွဲ18ဦး၊ဝနာကျော်တင်ပွဲ14ဦး၊အလင်းငါကျော်စွာပွဲ2ဦးနဲ့တိတ်ပကျော်စွာပွဲ2ဦးတို့ဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါဂုံတုဆောင်ပွဲများရရှိသူများမှာစစ်ကောင်းဆောင်ရဲ့လူယုံတော်များအာကိုအထာပြည့်ရသူများအပြင်စစ်ဘဆိုင်ရာများနဲ့ရခိုင်ငင်းချင်းကြီးလုပ်ငန်းစဉ်မှာတာဝန်ပေးအပ်ခံရတဲ့လူပုဂ္ဂိုလ်များဖြစ်ကြောင်းသိရှိရပါတယ်။ စစ်ကောင်းဆောင်ကတော့ရင်းပြဲမှုကိုပြတ်တန်းချက်များနဲ့အညီစနစ်တကျစစ်စစ်ရွေးချယ်ပြီးအမှန်တကယ်ဂုံပြုတ်ချင်းမြင့်တိုက်သူများကိုသာထိုက်တိုက်တန်တန်ပေးအပ်ခဲ့ခြင်းဖြစ်၍ဂုံယူဝမ်းမြောက်ရကြောင်းပြောဆိုထားပါတယ်စစ်ကောင်းဆောင်ကပြီးခဲ့တဲ့ match လ73ရက်နေ့ကလည်းတစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းဖမ်းဆီးခံရပြီးနောက်ပြန်လွတ်လာတဲ့၎င်းတို့တပ်ဖွဲ့ဝင်နဲ့မိသားစုဝင်များကိုစိတ်တက်မြင့်တင်တဲ့အနေနဲ့လာမယ့်တက်မတော်နေ့မတိုင်ခင်ဘွဲတစိတ်များပေးအပ်ခဲ့ပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ Rohingya အာဆာအဖွဲ့ထိတ်တန့်ကောင်းဆောင်များကို Bangladesh Phansi ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မောင်တော်ဘူးတီတောင်မြို့များမှာလှုပ်ရှားနေတဲ့ Arakan လွတ်မြောက်ရေးအဖွဲ့ခေါ်အာဆာအဖွဲ့ရဲ့ခေါင်းဆောင်အချို့အပါအဝင်၁၀ဦးကို Bangladesh အာဏာပိုင်များကဖမ်းဆီးလိုက်ကြောင်းသိရှိရပါတယ်။အာဆာအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူအတာဥလာအဘူအမာဂျွန်နွန်နီအပါအဝင်အဖွဲ့ဝင်များကိုယခုအပတ်တနင်္လာနေ့မှာဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Bangladesh နိုင်ငံ Dhaka Tribute သတင်းစာမှာဖော်ပြထားပါတယ်။ ဖက်စီမှုမှာအာစာအဖွဲ့ဝင်တဦးရဲ့ဇနီးဖြစ်သူအသက်23နှစ်အရွယ်အမျိုးသမီးတဦးအသက်15နှစ်အရွယ်ယောက်ျားလေးတဦးနဲ့18နှစ်အရွယ်အမျိုးသမီးငယ်တဦးတို့လည်းပါဝင်ကြောင်းသိရှိရပါတယ်။ဖက်စီခံရသူအချို့မှာကောပဇာဒုက္ခတဲ့စကမ်းများမှာနေထိုင်သူများဖြစ်ပါတယ်။အာစာကောင်းဆောင်အတာဥလာနဲ့6ဦးမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတရားမဝင်ဖျက်ချော်ဝင်ရောက်မှုနဲ့အကြမ်းဖက်မှုလှုပ်ရှားမှုတို့ဖြစ်ကြောင်းဖန်စီယာမှာပါဝင်တဲ့ရဲအရာရှိတဦးကိုကိုကပြီးဒါကာထရီဘျူးကဖော်ပြထားပါတယ်။အတာဥလာမှာ ကော့ဘဇာဒုက္ခတဲစကမ်းမှာရှိတဲ့ရိုဟင်ဂျာဒုက္ခတဲတို့ချစ်ခင်လေးစားမှုကိုခံရသူမူဟစ်ပူလာကိုတပ်ဖြတ်ရန်အမိန်ပေးစီခိုင်းခဲ့သူဖြစ်ကြောင်းဆွဆွဲခံထားရသူဖြစ်ပါတယ်။ဒါ့အပြင်ဘင်္ဂလားဒေ့ရှ်တောက်လိုင်းအရာရှိ Recent Russia DR တပ်ဖြတ်မှုအတွက်သင်္ကန်းမကင်းဖြစ်ခံထားရသူဖြစ်ကြောင်းသိရှိရပါတယ်။2018ခုနှစ်မှာရခိုင်ပြည်နယ်နေကြားဆောင်ရေကင်းများကိုတပြိုင်နက်ဝင်ရောက်တိုက်ခိုက်သည့်ဆိုကမြန်မာစစ်တပ်ကရခိုင်ပြည်နယ်မှာရှိတဲ့ရိုဟင်ဂျာများကိုလူမျိုးသုံးတပ်ဖြတ်မှုကျူးလွန်ခဲ့ပါတယ်။ တို့ရရင်2019ခုနှစ်ခေတ်မှာစပြီးစစ်တပ်နဲ့အာဆာဟာပူးပေါင်းပြီးဟန်ကျက်ညီလှုပ်ရှားနေကြောင်းသတင်းများထွက်ပေါ်လာကယမန်နှစ်ကစပြီးအာဆာနဲ့စစ်တပ်ပူးပေါင်းပြီးရခိုင်တပ်တော် AA ကိုဒဏ်ပြန်တိုက်ခိုက်နေပါတယ်။အဲ့ဒီအချိန်မှာအာဆာကရိုဟင်ဂျာဒုက္ခသည်စခန်းများမှာလူငယ်များကိုငွေအားဖြင့်၎င်းအတ္တမနီးအားဖြင့်၎င်းစစ်ပွဲအတွင်းတွတ်တင်ပြီးစစ်တပ်နဲ့လှုပ်ရှားနေခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုသုံးတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။ နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လန်ยีပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။